အခုတင်ဆက်ပေးမယ့်သတင်းကတော့ဝင်ကြီးဌာန၅ခုမှနိုင်ငံတော်ကိုကြွေးကြံများပေးသွင်းဖို့ရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြည်သူ့ငွေစည်ရင်ပူပေါင်းကော်မတီရဲ့အစီရင်ခံစာအရ2023ခုနှစ်ဩဂုတ်လတရက်အထိဝင်ကြီးဌာန၅ခုကနေနိုင်ငံတော်ကိုပေးသွင်းဖို့ကြွေးကြံနေရှိနေတယ်လို့သိရပါတယ်။ပေးသွင်းရမယ့်ဝင်ကြီးဌာန၅ခုကတော့စက်မှုဝင်ကြီးဌာန၊ပညာရေးဝင်ကြီးဌာန၊ကျန်းမာရေးဝင်ကြီးဌာန၊သတ္တုတွင်းဝင်ကြီးဌာန၊ဟိုတယ်နှင့်ခီးတော်လာရေးဝင်ကြီးဌာနတို့ဖြစ်ပါတယ်။ ပေးရရမဲ့တန်ဖိုးတွေကတော့ရွှေစင်321ဘိတ်သားကျော်ချက်353တန်းကျော်နဲ့အမေရိကန်ဒေါ်လာ22တန်းကျော်ကို ပေးအပ်ရမှာဖြစ်ပါတယ်။စက်မှုဝင်ကြီးဌာနအမှတ်3အကြီးစားစက်မှုလုပ်ငန်းကချက်42.693တန်းပညာရေးဝန်ကြီးဌာနအမှတ်နှင့်အခြေခံပညာဦးစီးဌာနကကျန်း2.295တန်း ကျမ်းမာရေးဝန်ကြီးဌာနရန်ကုန်ကလေးစေယုံကြီးကချက်25တသမ033ညတန်းပေးအပ်ရမှာဖြစ်ပါတယ်။ဒါအပြင်တပ်တွင်ဝန်ကြီးဌာနအမှတ်နှစ်တပ်တွင်လုပ်ငန်းကချက်282တသမ86ကွန်တန်းနဲ့ရွှေစင်3120တသမ3ည4ညချက်သားဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးဌာနကအမေရိကန်ဒေါ်လာ22တသမ89ညတန်းတို့ပေးအပ်ဖို့ရှိတယ်လို့အစီရင်ခံစာမှာဖော်ပြထားတဲ့အရာသိရပါတယ်။ အဆိုပါကြွေးကြံတွေနဲ့စက်မှုဝင်ကြီးဌာနနဲ့ပညာရေးဝင်ကြီးဌာနတို့ကကြန့်ရှိငွေတွေဟာဌာနကနေနိုင်ငံတော်ကိုပြန်လည်ပေးသွင်းဖို့ကြန့်ရှိတာဖြစ်ပြီးကျန်းမာရေးဝင်ကြီးဌာနနဲ့သတ္တုတွင်းဝင်ကြီးဌာနတို့ကတော့တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင်တွေထံကနေရရှိဖို့ကြန့်ရှိနေတာဖြစ်ပါတယ်။ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းဝင်ကြီးဌာနကတော့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ဆောင်ရွက်နေတဲ့ဟိုတယ်ခုနှစ်ခုထံကနေနိုင်ငံသားငွေနဲ့ရရှိဖို့ကြန့်တဲ့ငွေတွေဖြစ်တယ်လို့သိရပါတယ်ရှင်။